အမဲသားကိုရှောင်၍ကြံသောအသားများစားခြင်းသည်မှန်ကန်ပါသလားဒါတော့လူတွေရဲ့ဆန္ဒနဲ့ဆိုင်တယ်ပေါ့တချို့ကြတော့ဒီလူတွေဟာမြန်မာနိုင်ငံအခြေအနေကြည့်မယ်ဆိုလို့ရှင်တခြားနိုင်ငံနဲ့မတူစက်မှုလျာလုပ်တဲ့နိုင်ငံတွေကြတော့နှွားကိုခိုင်းတာမဟုတ်မြန်မာပြည်ကတော့စက်မှုလျာမထွန်းကားသေးဘူးပေါ့မထွန်းကားသည့်အတွက်ကြောင့်လက်ဆိုင်တယ်ဆိုလဲနှွားနဲ့ပဲထွန်းတာရတ္တာတွေကိုနှွားနဲ့ဆိုတော့ ကျေးဇူးတရားကိုသိတတ်မယ်ဆိုရင်အော်သူတို့ရှိလို့ငါတို့စားနေရတာပါလားသူတို့လှုပ်အားနေနေပါလားလို့ဆိုရင်ဒီလိုကျေးဇူးတင်ပြီးတော့ရှောင်တာနော်ရှောင်တာဟာရှောင်တဲ့ဘက်ကကြည့်မယ်ဆိုရင် ကောင်းတယ်လို့ပြောရမှာနော်ကျန်တဲ့ကျန်တဲ့တရားဝါတွေကိုဒီစားတာဟာကိုယ့်အကူဟင်းတစ်အနေနဲ့စားတယ်ဆိုလို့ရှိရင်တော့သူကအပြစ်မရှိဘူးသို့တော့ငါတို့စားဖို့ ဒီတရားတွေကိုဘုရားသခင်ကဖာဆင်းပေးတယ်လို့ပြောမယ်ဆိုရင်ဒါမှားယွင်းတဲ့ပြောဆိုချက်ဖြစ်လို့ပိဿာဝါစာဖြစ်တယ်အမြင်ဟာလဲမှားယွင်းတဲ့အမြင်ပဲဖြစ်တယ်တရားဆိုတာသူကနဲ့သူဖြစ်တာလူစားဖို့ဖြစ်လာတာမဟုတ်ဘူးသူကနဲ့သူဖြစ်ကြတာဘယ်သူမှလည်းဖာဆင်းပေးထားတာမဟုတ်ဘူးသူကနဲ့သူဖြစ်လာကြအဲ့တော့အကျဉ်းတရားထားမယ်ဆိုရင်အလုံးပေါ်မှာထားတဲ့နွားကြတော့အကျဉ်းတရားအပြင်ခြေဆုတရားကိုလူတွေကထက်သွင်းစဉ်းစားကြတာပေါ့ ထက်သွင်းစဉ်းစားကြတာအဲ့တော့အကယ်၍မေတ္တာတရားအနေနဲ့ဘိမြည်သည့်တရားရဲ့အသားမှမစားဘူးအလုံးကိုတနာကျင်တဲ့စိတ်နဲ့တရားရဲ့အသက်ကိုရှောင်မယ်ဆိုလို့ရှိရင်တော့ဒါတော့အကောင်းဆုံးပဲသို့တော်ဟင်းအနေနဲ့စားတယ်ဒီတရားတွေသေးပါစေဆိုရဲစိတ်လည်းမရှိဘူးသူတို့တည်ပြီးသားအသားကိုပဲဟင်းတစ်ခွက်အနေနဲ့တမအပြင်စားတယ်အဲ့တော့စားတဲ့စိတ်နဲ့တတ်တဲ့စိတ်ကမတူဘူး စားတဲ့စိတ်ဟာတတ်တဲ့စိတ်နဲ့မတူသေးတဲ့အကြောင်းအပြစ်ရှိတယ်လို့ပြောလို့မရဘူး။ဒါကြောင့်မို့ဒီလူတွေရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်တယ်။တရားမျှတတာမမျှတတာဟာဒါနဲ့မဆိုင်ဘူးပေါ့။နော်။ကိုကစားတာဟာတတ်ပြီးတော့စားတာမဟုတ်ဘူး။ဈေးမှာအစင်းသိရောင်းချတာကိုစားတာ။အဲတချို့ကလည်းပြောကြတယ်။စားသူရှိလို့တတ်သူရှိတာလား။စားလို့တတ်တာမဟုတ်ဘူး။မစားလည်းတတ်တာ။ စင်နေဆိုရင်မစားဘဲနဲ့အစွဲလို့ကျွန်တော်တတ်တာအများကြီးပဲเนาะကြားတယ်ဆိုလဲအသက်ခံရတယ်ဘာကြောင့်အသက်ခံစားဖို့မဟုတ်ဘူးအရေးလို့ကျွန်တော်တတ်တယ်လူတွေကတတ်တဲ့လူကတော့သူ့ဟာသူသူ့အတွက်သူ့ငွေရဖို့သူ့တခုအသုံးချဖို့တတ်တာလူတွေစားဖို့တတ်ပေတာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့စားသူရှိလို့တတ်သူတွေရှိနေတယ်လို့ဆိုတဲ့အတွေးဟာလဲမှန်ကန်မှုမရှိဘူးပေါ့เนาะမှန်ကန်မှုမရှိဘူးအဲ့တော့သရဝါတွေကိုတနာတယ်မေတ္တာထားတယ်ဆိုလို့ရှိရင် တတ်တယ်လို့စာအကယ်၍ဟင်းဒီဟင်းရွက်အနေနဲ့တရားရီသေးပါစေဆိုတဲ့စိတ်မရှိပဲနဲ့ဟင်းအနေနဲ့ပဲကိုဒီတဲ့ပို့ပြီးတော့မစင်စားပဲနဲ့စားတယ်ဆိုရင်အဲ့ဒီလူရောပြည့်စုံလားဆိုပြည့်မရှိဘူးအဲ့ဒါတော့ပြည့်မရှိဘူးเนาะရသော်ဗျာလည်းဒါကိုခေါ်ထားရှိတယ်လက်မှာအနာစာမရှိတို့အနာစာမရှိတဲ့လက်နဲ့အစိတ်ကိုကိုင်းရင်လည်းအစိတ်မသိမှုတဲ့ ဆိုလိုတာကကိုယ်စိတ်ကရိုးသားဖြောင်းဖြောင်းမတ်နေတယ်ဆိုလို့ရှိရင်တော့ဒါအပြစ်မရှိဘူးလို့ဆိုရမှာဖြစ်တယ်။အဲ့တော့အမဲသားကိုရှောင်ပြီးဂျန်တဲ့သားကိုစားခြင်းဒီမှန်ကန်ပါသလားဆိုမှန်ကန်တာမှမှန်ကန်တာအသာထားနော်ဖြစ်ရှိပါသလားအပြစ်မရှိဘူးလားဒါဒါသာမေးရမှာဖြစ်တယ်ပေါ့နော်တဲ့မှန်တာမှားတာနဲ့ပတ်သက်တာမဟုတ်ဘူးတရားကနော်အမဲသားကိုရှောင်ပြီးဂျန်တဲ့အသားများကိုစားတာဟာ ကိုအနေနဲ့ဟောမဲသားကြတော့နွားတွေရဲ့ခြေစုပ်ကိုချိပြီးတော့မစားတဲ့မူဆိုပြီးတော့ရှောင်ကြတယ်။ဒါနဲ့ပတ်သက်ပြီးတော့လယ်ရီဆရာတော်ကြီးပြောတဲ့စကားကိုမှတ်သားထားတဲ့။လယ်ရီဆရာတော်ကအမဲသားမစားဘူးဆိုပြီးတော့ဟောတယ်။တနင်္ဂနွေလုံးလှုပ်ဆော်တယ်။အမဲသားရှောင်ကျင်ရေးတွေလုံးဆော်တယ်။အလုံးဆော်တဲ့အခါကျတော့နွားမေတ္တာစာတွေပါတွေရေးပြီးလုံးဆော်တယ်။အဲ့တော့လုံးဆော်တဲ့အခါမှာ တချို့ဘုန်းကြီးတွေကပြောကြတယ်လယ်ရီဆရာတော်ကနွားပဲသနာသလားကြက်တွေဝက်တွေတော့မသနာဘူးလားနဲ့ဆိုအပြစ်တင်ကြတယ်လယ်ရီဆရာတော်ရဲ့ဗာပြန်ပြောတော့ဆိုကျွတ်တို့ကတော့ညာပြေးရင်လွှားရင်နွားတစ်ကောင်ပဲဆွဲသွားနိုင်တယ်ကြံနာခမားတို့ဆွဲကြပေါ့ဗျာလို့ပြောတယ်အဲ့တော့သူများကိုအပြစ်တင်နေမဲ့အစာကိုယ်ကိုယ်လိုက်နာမှာတဟာနော်နော်နွားကိုသာသနာပြီကြံနာရီမသနာဘူးလို့ဒီလိုပြောလို့မရဘူးပေါ့နော်အဲ့တော့ ကိုရှောင်းနိုင်ရင်အကုန်ရှောင်းဒီလိုဆုလို့တယ်ပေါ့လယ်ရီဆရာတော်ကြီးပြောတာဘလို့စင်ပြေတယ်ကျုပ်ကတော့နွားတကောင်ပဲဟောနိုင်သေးတာခမရတို့ဟောကြပါဗျာတဲ့ကြက်တီငှက်တီဝက်တီလည်းမစတတ်အောင်ကျုပ်ကတော့ပြင်းရင်လွှဲရင် နွားတကောင်ပဲဆွဲနိုင်တယ်ခမရတို့ကြက်တီဝက်တီဆွဲကြပါဗျာဂျာနဲ့ဟာလဲဂျာနာပြောပေါ့ဒါမို့ဗီဂျီဆိုတာရှိတယ် vegetable vegetarian ဆိုတာဒီ တားငါနဲ့တက်ရှိတရဝါနဲ့ပတ်သက်တဲ့အစားအစာတွေကနေရှောင်းနေဒါပေမဲ့တရဝါတွေနဲ့ပတ်သက်တဲ့နွားနို့တို့ကျဲ့ဥတို့စားတာမျိုးတွေပါလေရှိတယ်နောက်တစ်ခါဒီတရေအိတ်တို့တရေဖနတ်တို့စီးတာဒါလည်းတောင်းစားတာလိုပဲပါထူးတော့တရေဖနတ်စီးနေတယ်ဆိုရင်နွားသားစားတယ်လို့ပဲမထူးသူ့ဟာကိုသုံးတာဖြစ်တယ်မိချောင်းရေတွေသုံးတယ်ခုခေတ်မှာဆိုလို့ရှိရင်အဲ့တော့တရဝါဖြစ်လာတာ ဖြစ်ချီစွာသရဝါဖြစ်လာတာတွေဘာတစ်ခုမှမသုံးဘူးနော်သေးကြခင်လဲမောနဲ့သေးဖနလဲမစိနဲ့သေးအိတ်လဲမကိုင်းနဲ့သရဝါရတဲ့ဟာဆိုရင်တစ်ခုမှမသုံးတာမွေအင်းကြီးလဲမောနဲ့ဒီလိုဆုံးလို့တယ်လူတွေကစားတာတစ်ခုလေးတင် ပြောလို့မရဘူးဒီဟာနော်သရဝါတွေသေဆုံးရတာစားလို့တစ်ခုတည်းကြောင့်မဟုတ်ဘူးချားတယ်အဲ့တော့ကြေကြေပြတ်ပြတ်စဉ်းစားတတ်ရမယ်လို့သူဆုံးလို့တယ်